မြမပြည်ချန်ပီယံကြီးတွန်းထွန်းမင်းကတော့ပရိသတ်ဒီလုံးဝထင်မှမထားတဲ့ကိစ္စတွေကို ပြောပြလာပါပြီ။တွန်းထွန်းမင်းကသူ့ကိုဝမ်ချန်ပီယံရှစ်ကအဲ့ဒီမှာလာထိုးဖို့ကန့်လန့်တာ၆ကြိမ်တည်တည်ရှိပြီလို့ပရိသတ်ဒီကိုမဏိကာပြီးရင်ဖွင့်လာခဲ့ပါရီ။ဒါပေမဲ့ဝမ်ချန်ပီယံရှစ်ကသူ့ကိုသပွဲထူးကြီးဒေါ်လာ3000ပဲပေးပါတယ်တဲ့။ဆိုတော့သူကမြန်မာနိုင်ငံမှာတော့သပွဲထူးကြီးသိန်း900လောက်ရနေတာဗျ။အကုန်လုံးစုကြီးတွေအကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ဟိုတကား။သွေးတိဝင်လိုက်နဲ့ ချိုးတုန်းကပွဲမှာ3900ကျော်ရတယ်ဆိုတော့အခုဝမ်ချံပြင်းရှိကဒေါ်လာ3000ဆိုတော့ကျွန်တော်တို့4000နဲ့မြောင်းလိုက်ရင်တော့သိန်း120လောက်ပဲရှိတယ်။မလုံးပါလေပေါ့နော်ဆိုတော့ကျွန်တော်မေကဝမ်ချံပြင်းရှိကိုဒီထက်မကားထူးကြီးပြီးဖို့တောင်းနေတယ်နော်။ Target Route တော့တပွဲထူးကြီးဒေါ်လာ1မီလီယံရရပြာဆိုတော့သူကမြောင်းနိုင်ငံမှာချန်ပီယံဖြစ်တယ်။မြန်မာပြည်သူတွေကဝမ်ချံပြင်းရှိကိုသာအားပေးတာသိတယ်။ပြီးတော့ထွန်းထွန်းမေကဖန်အားသာအားတောင်းတယ် ဆိုတော့ဒေါ်လာ1000ကတော့အနည်းဆုံးရသေးတာပဲနော်ဒါကိုပြောချင်တာပါသနုမင်းကတော့ one champion ရှိကသူကိုထူကြီးမြှပေးထားတယ်လို့တော့ပြောထားတယ်အခု one champion ရှိမှသူက champion ဖြစ်ဖို့ ठी နော်ဒီမန်ထားမှာမဟုတ်ပဲနဲ့သူ့အနေနဲ့အဲ့ဒီကိုသွားမယ်ဆိုရင်ထူကြီးကောင်းကောင်းလေးနဲ့သပွဲနှစ်ပွဲလောက်တကယ်ကိုမှကြီးမားတဲ့သူဝေကြီးတွေထူချင်တယ်ဆိုပြီးတော့သနုမင်းကပြောပါတယ် ပြောချင်တာကနာဗီတို့လိုစူပါလက်တို့လိုရော့ထန်တို့လိုနဲ့ထိုးချင်တာပါဒါမဲ့သူ့မှာဖြစ်နေတာကဝိတ်ပြည်တနာအခုဝိတ်တွေကိုချဖို့ကြိုးစားနေပါတယ်တဲ့ဗျာသူ့အနေနဲ့သူအထိုးချင်ဆုံးကတော့နာဗီလို့ထရိုမင်းကပြောလိုက်တာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သက်တွေကတော့နာဗီကိုတော့သွားမလုပ်ပါနဲ့ကွာရော့ထန်တော့မထူရည်ဘူးဆိုလူဦးကိုပဲကြည့်လေနောက်တစ်ဒီခံလိုက်ရလေဟေးဒီတိဝင်လိုက်မင်းတဲ့အကောင်သေးသေးလေးကိုတော့မနိုင်ဘူးသွားမလုပ်ပါနဲ့မြမပြေအရှိတ်ကွေးမယ်ဆိုပြီးတော့ ပြောဆိုနေတဲ့သူတွေရှိပါရဲ့နော်ပရိသတ်တွေဘလို့ထင်ခဲ့ကြလေဘလို့ထင်ကြလေပြောခဲ့ကြပါဦး